င်္ဂလာပါမျိုးတွေကျွန်တော်မဘုဒ္ဓမာသေးပါရှင်ဒီနေ့95ခုနေမတ်လ16ရက်နေ့ဖြစ်ပါတယ်အဲဒီရက်ထဲလူမှုကွန်ရက်မှာလူပြောများပြီးတော့ပြန့်နှံ့နေတဲ့သတင်းတွေပို့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ရန်ကုန်မန္တလေးအမြင်လမ်းပေါ်မှာရှိတယ်ရွှေပြည်လင်းစားတောက်ဆိုင်မှာအာဒီကော်ဖီခွက်တစ်ခါသုံးခွက်တွေမှာချူတီကုန်ကြီးတော်မြကြီးရဲ့ပုံတူတော်ကိုတစ်ခါသုံးခွက်မှာရိုက်နှိပ်တဲ့ကိစ္စပေါ့နော်။အာဒါဟာဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရာဒီချူတီကုန်ကြီးတော်ဆိုတာတကယ်လေးစုတဘောချူတီကုန်ပေါ့နော်။ကျွန်တော်တို့ဒါကူကြီးဓမ္မတေတီအိုလင်နာကြီးဒီပြီးပေါ်ကကြီးဒီလို့ခေါ်ရဲကြီးဒီလေးမျိုး ဟောဟိုစူပေါင်းပြီးတော့တဲထားတဲ့ဈေးတော့မျက်ကြည်ဖြစ်တဲ့အတွက်ဒီလိုမျိုးဖျားပုံတော်တွေကိုတစ်ခါသုံးခွက်တွေမှာအသုံးပြုတာမသိလျော်ဘူးပေါ့နော်။အာဒါကြောင့်မလို့တိုက်ကြားမှုတွေရှိတဲ့ခါကျတော့သက်ဆိုင်ရန်ကနေစုံစမ်းနေစစ်ဆေးပြီးတဲ့ခါမှာဒီရွှေပလင်းစားသောက်ဆိုင်မှာအသုံးမပြုရသေးဘဲနဲ့ကြမ်းရှိနေတဲ့ဒီတစ်ခါသုံးခွက်တွေကိုသိမ်းဆီးလိုက်တယ်ဆိုတဲ့ကိစ္စ။ဒီကိစ္စပေါ်မှာတစ်ဖက်သောဥစုတွေကပြောကြတယ်ဟာဘာသာရေးရဗုဒ္ဓဘာသာတွေကအဆုံးရောက်တယ်ပေါ့နော်။အာဗုဒ္ဓဘာသာတွေဘာဖြစ်နေ냐ဖြစ်တယ်ဆိုရယ်ဝန်ခံမှုတွေရှိတာပေါ့။ ဆိုတော့ခင်ဗျားတို့အဲ့ဒီအဆုံးရောက်မှုမရောက်မှုနဲ့ပတ်သက်ပြီးတော့ဖြစ်စဉ်လေးတစ်ခုကိုကျွန်မကဥပမာပေးပြီးနှိုင်းရှင်းပြမယ်အဲ့ဒါဘာလဲဆိုတော့ဒီကျွန်မတို့အင်းဒီချင်းနိုင်ငံဘင်္ဂလားဒေ့ရှ်မှာပဲဖြစ်သွားတာအဲ့ဒါကဘင်္ဂလားဒေ့ရှ်မှာအစ္စလာမ်ဘာသာဝင်တွေရှိတယ်လို့ဟိန္ဒူဘာသာဝင်တွေလည်းရှိတယ်။အဲ့ဒီမှာဟိန္ဒူဘုရားအကြောင်းမှာရှိတယ်။ဘုရားယုတ်ထုရဲ့သူတို့ဟိန္ဒူတွေဆိုရှိဝါနတ်ဘုရားပေါ့။နတ်ဘုရားယုတ်ထုရဲ့ချင်းရင်းမှာအစ္စလာမ်ဘာသာတွေရဲ့ကိုရန်ကျမ်းသူတို့ကိုရန်ကျမ်းပဲပေါ့။သူတို့ပြောတဲ့ကိုရန်ကျမ်းเนี่ย။ဘုရားယုတ်ထု ဟိန္ဒူဘာသာ ရှီဝနတ်ဖျားရဲ့ရုပ်ထုဝယ်ခြင်းအနာမှာအစ္စလမ်ဘာသာဝင်တွေကိုးကွယ်တဲ့ကိုဝမ်ကျမ်းမြတ်စာအုပ်ကြာနေတယ်ပေါ့ကွယ်ဒီစုံတယောက်ကရွေကြက်ရှိရှိပြစ်ချခဲ့တာလည်းရှိနေရှိနေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဒါကိုတို့ဟိန္ဒူဘုရားရဲ့ခြင်းရဲ့မှာတို့အစ္စလမ်ဘာသာဝင်တွေရဲ့ကိုဝမ်ကျမ်းမြတ်ကိုဒီလိုမျိုးလုပ်ရပါမလားဆိုပြီးတော့အဲ့ဒီဟိန္ဒူဘုရားကြောင့်ကိုလူအကြီးနဲ့ဝိုင်းပြီးတော့မိရှုဖြစ်စည်းခဲ့တဲ့ဖြစ်စဉ်တာရကရှိတယ်ဆိုတော့ ကျွန်မဆိုလိုချင်တဲ့အကြောင်းအရာကတော့ဘာသာတိုင်းဘာသာတိုင်းဟာမိမိတို့ယုံကြည်ရဖို့မိမိတို့အသက်နဲ့ရှင်ပြီးတော့ကာကွယ်ဆောင်ရှောက်လေးရှိတယ်ဆိုတဲ့သဘောတရားကိုကျွန်မပြောချင်ရင်းဖြစ်ပါတယ်။ဘာသာတိုင်းဘာသာတိုင်းဟာမိမိတို့ရဲ့ကိုယ်ပွဲရာအသင်းနှလုံးတွေကိုထိပါစွာကားခံရလို့ရှိရင်ခုလိုမျိုးတုံ့ပြန်တတ်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်မကပြောဆိုချင်းဖြစ်ပါတယ်။ဒီနေရာမှာမတူတဲ့ချက်တော့ကနေကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံတကာနိုင်ငံမှာဘာသာလင်းစေ권စီသူဟာနိုင်ငံတော်ရဲ့အုပ်ချုပ်သူနိုင်ငံတော်တမရနိုင်ငံကြီးရဲ့သားဖြစ်တယ် နိုင်ငံအကြီးအကဲကသာလျှင်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာသာသနာကို နေလိုလလိုလင်းစင်နိုင်သလိုကွယ်စင်နိုင်တဲ့အနေအထားလည်းရှိတယ်။လက်ရှိမှာနာဆာကအိမ်ဆောင်ဆိုရသည်သာသနာတော်ကိုဗုဒ္ဓဘာသာကိုအလေးမြတ်ထားတဲ့အတွက်အခုလိုမျိုးအသေးအဖွဲကိစ္စလေးအစကျွန်မတို့အချိန်မီတားဆီးနိုင်နေပေမဲ့ရှေ့မှာဘုရားဘာသာကိုအလေးနဲ့မထားဘဲနဲ့ဘာသာရေးဟာနိုင်ငံရေးမှာဝင်ရမဆုတ်ဖက်တဲ့မှာဘူးမြို့သားကြီးကဒီဘက်ခင်မှာအလုံးမဖြစ်တော့ပါဘူးဆိုရက်ဒေါ်ဆန်းစုကြည်အစိုးရလက်ထက်မှာ ဲ့ဒီကိစ္စကြီး2019ကဖြစ်ခဲ့တာ2019မလိုင်မြို့နယ်ရွှေပေါ်ကျုံငကယုံဖရာတာသနာနယ်မြေအတွင်းမှာဗမာဆောင်ကဒီမလိုင်မြို့နယ်ရွှေပေါ်ကျုံငကယုံဖရာတာသနာနယ်မြေမှာဒီရွှေပေါ်ကျုံကျောင်းနိုင်ဆရာတော်ဖရာကြီးရဲ့ရုပ်ထုကိုတိထားကိုးကွယ်တာရှိတယ်အဲ့ဒီဟိုဖရာငကယုံဖရာတော်ဝင်တွင်းမှာပေါ့နော်အဲ့ဒီမှာဒီကျောင်းနိုင်ဆရာတော်ရဲ့ရုပ်ထုကိုဖယ်ပြီးတော့ဖရာငကယုံဖရာတွင်းမှာဒေါအောင်ဆန်းစုကြည်ရဲ့ရုပ်ထုကိုဖရာအမှတ်နဲ့တိထားကိုးကွယ်ကြတယ် ဘာကြောင့်ဒေါ်စုကြည်ကိုဖះကိုဖယ်ပြီးဖះနံပါဒေါ်စုကြည်ရုပ်ထုကိုဒေတာကိုကိုွယ်ကြတယ်လဲမေးရင်နောက်မှာနိုင်ငံစေးပကြီးလေးရှိအဲ့ဒီနိုင်ငံစေးပကြီးကဘာလဲဆိုလို့ရှိရင်ဒီဟိုပြစတဲ့ငါနဲ့တာဘေလူဝါဆောင်းကိုတီးနေတယ်နော်တခြားမင်းကထီးပြူဆောင်းနေဗမာမင်းကခယူးစင်းမှုတ်တယ်စသည်ဖြင့် မာဒလိနှက်သားပါဝင်နှက်သားနှက်သမီးတွေကဒီပုံတော့ကဘာနဲ့တူလဲဆိုလို့ရှိရင်ခရောမမဆော့ပြသည်မာတော်ရင်းနာနှက်ပြီကနေပြီးတင်ကနကိုပြီးကိုပြန်ကြွတဲ့အခါမှာရွှေဆောင်တန်းငွေဆောင်တန်းတွေကနေပြီးတော့နှက်ပြမာတွေပို့ဆောင်တဲ့ပုံကိုပုံဖော်ထားတဲ့နယ်ရင်စေးရေးပကြီးရှိတယ်။အဲ့ဒီနယ်ရင်စေးရေးပကြီးရဲ့ရှေ့မှာလက်ကယုံဖျားပရဝံဖျားဝင်းအတွင်းမှာဒေါစုကြည်ရဲ့ရုပ်ထုကိုတီထားကိုကိုွယ်တဲ့အခါကျတော့ဖျားကိုဖယ်ပြီးဒေါစုကိုကိုကိုွယ်တဲ့အနေထား။နော်အဲ့ဒီပုံကိုတော့ရှင်းနှစ်ပတ်လောက်ကလွန်ခဲ့တဲ့နှစ်ပတ်လောက်ကကျွန်မယူကျူမှာတင်ထားတာရှိတယ်။ နော်ဒါဒီသာသနာကိုတိတ်ကိုညှိုးနှွမ်းစေတာမဟုတ်ဘူးဒါကဟိုဒီစကိုပြောလိမ့်မယ်ဟာဒေါ်ဆန်းစုကြည်ကဖုန်ကြီးတွေကိုမတက်ခဲ့ဘူးဒေါ်စုကြည်ကဖုန်ကြီးတွေကိုတက်ခဲ့တာမဟုတ်ဘူးအဲ့ဒီလုံရက်ကိုကြည်ချင်းအားဖြင့်ဒေါ်ဆန်းစုကြည်ရဲ့နောက်လိုက်တည်သာသနာတော်ကိုတက်ခဲ့ခြင်းဖြစ်တယ်ဒီကိစ္စပေါ်မှာဘသူကမှအပြစ်ပေးရေးယူခြင်းမရှိဘဲနဲ့အဲ့ဒီမလိုက်မျိုးနဲ့အဲ့ဒီပါတီပါတီကပြောလဲဆိုတော့ NLD ပါတီတွတ်တော်မကပြောတယ်ဒီကိစ္စကကျွန်တော်တို့ NLD ပါတီနဲ့မဆိုင်ပါဘူးမလိုက်မြို့နဲ့ NLD ပါတီကလုံးတာမဟုတ်ပါဘူးဆိုပြီးတော့ထပြီးတော့အကြောက်တယ်ငင်းတယ်ငင်းတာနဲ့တည်းပြီးသွားတယ်တကယ်ဆိုရင်ဒီကိစ္စကကျွန်တော်တို့လုံးတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေမြေထဲမှာဒီလိုလာလုံးတာကိုလည်းကျွန်တော်တို့လက်မခံပါဘူးเนาะဒီလိုမျိုးလုံးတဲ့သူကိုလည်းကျွန်တော်တို့စုံစမ်းစစ်ဆေးပြီးအပြစ်ပေးအေးအေးယူပါမယ်ဆိုတဲ့တာဝန်ယူမှုတာဝန်ခံမှုကိုကျွန်တော်တို့ပြည်သူကလိုချင်တာ ဒီရုပ်ထုဆိုတာကတရက်နှစ်ရက်နဲ့လုံးလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးအ ਨੇ ဆုံး9ရက်တပတ်အချိန်ပေးပြီးတော့ထုရတဲ့ရုပ်ထုဖြစ်တယ်ဒီရုပ်ထုကြီးကိုဒီဖျားဝင်းထဲမှာဒီလိုထုနေတာကိုမသိစရာအကြောင်းမရှိဘူးဒါပေမဲ့အဲ့ဒီအမှုတည်လဲပဲတရက်ခန့်မပေါ်ပဲလက်သက်မပေါ်ပဲနဲ့ပြီးသွားခဲ့တယ်ဒီလောက်ထိသာသနာတော်ကိုထိခိုက်ဆော်ကားပြီးတော့သာသနာကိုရင်ရင်ကျေးကျေးအမှုနည်းနဲ့တတ်ခဲ့တဲ့ကိစ္စတွေမြန်မာနိုင်ငံမှာမှန်တကယ်ဖြစ်ခဲ့တယ် ဒီကိစ္စတွေပေါ်မှာသာသနာကိုလင်းစေကြွယ်ကြီးသူဟာနိုင်ငံတော်အုပ်ချုပ်တဲ့သူဖြစ်တဲ့အတွက်နိုင်ငံအုပ်ချုပ်တဲ့သူဟာသာသနာကိုလင်းစေမဲ့အစားသာသနာလင်းစေမဲ့အလုပ်တွေမလုပ်ဖဲနဲ့သာသနာကြွယ်စေမဲ့အရာတွေကိုသာဦးစားပေးခဲ့တယ်။ဆိုတော့လက်ရှိမှာဒီရွှေပြည်နယ်စားတောင်းဆိုင်တခါတော့ခွက်တင်နဲ့ပတ်သက်ပြီးတော့တော့ကျွန်တော်တို့ဒီအချိန်မီတားဆီးနိုင်လိုက်တယ်။ဒီပေါ်မှာဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဒီကိစ္စပေါ်မှာကျွန်မဒီဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ကျင်းတဲ့ ရှေ့မှာရှေ့မှာဖြစ်စဉ်တွေများများစွာရှိခဲ့ပါလေနဲ့အရေးမယုံနိုင်ခြင်းပေါ်မှာလည်းအင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ် နောက်ထပ်ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျမတို့နိုင်ငံထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေရှိတယ်။ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ဒီဘက်ကကျမတို့တပ်မတော်ထောက်ခံတဲ့လူတွေကြတော့လေဘယ်မျိုးဘယ်နေရာမှာတိုက်ပွဲမှာတပ်မတော်ကဘယ်လိုအောင်ပွဲရခဲ့တယ်အကြမ်းဖက် PDF တွေဘယ်လျောက်သေးခဲ့တယ်ပေါ့တစ်ဖက်ကလူတွေကြတော့လည်းဘယ်မျိုးဘယ်နေရာမှာအစ်တက်ရဲ့စစ်ကြောင်းကိုသူတို့ဘယ်လိုမျိုးမိုင်းဆွဲခဲ့တယ်ထုံကိုတိုက်ခဲ့ခဲ့တယ်ဒါကြောင့်မလို့စစ်သားတွေဘယ်လျောက်သေးခဲ့ပါတယ်ဆိုပြီးတော့နှစ်ဖက်လုံးကသူ့ဘက်ကနိုင်တယ်ငါးဘက်ကနိုင်တယ်ဆိုပြီးဝါဒဖြန့်မှုတွေကအခုလက်ရှိမှာမျက်မြင်ကိုတွေ့မြင်နေရတယ် ဆိုတော့ဒီလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်မအရင်အရင်ကလည်းခဏခဏပြောခဲ့တယ်အခုလည်းထပ်ပြောမယ်။ဘာကြောင့်ခဏခဏပြောရလဲဆိုရင်အတိတ်တည်းရှိနေကြမှာ။စစ်ပွဲဆိုတာကဒီနေ့စစ်ဖြစ်တယ်မနေ့ကစစ်ဖြစ်တယ်မနေ့ကတိုက်ပွဲမှာသူတို့ဘယ်လိုနိုင်ပြီးငါးဘက်ကဘယ်လိုသေးွားတယ်ဒီနေ့တိုက်ပွဲမှာငါးဘက်ကဘယ်လိုနိုင်ပြီးသူတို့ဘက်ကဘယ်လိုသေးတယ်ဆိုရက်လက်တလုံးမှာဖြစ်နေတဲ့အကြောင်းအရာပေါ်မှာစိတ်ခံစားပြီးတော့အဲ့ဒီစစ်ပွဲတစ်ပွဲရဲ့နိုင်ခြင်းရှုံးခြင်းကိုဆုံးဖြတ်ရတာမဟုတ်ဘူး အဲ့ဒီနယ်မြေမှာတစ်ဖက်နဲ့တစ်ဖက်ကြည်စံတွေဖောက်လိုက်ပြီးဆိုတာနဲ့အဲ့ဒီဖောက်လိုက်တဲ့ကြည်စံတကောင်းရင်နောက်ွယ်မှာနောက်ထပ်၅နှစ်ဒီနယ်မြေမှာဘာဖြစ်နိုင်တယ်လဲနောက်ထပ်10နှစ်ဒီနယ်မြေမှာအခြေပြုနေထိုင်တဲ့ဒေသခံပြည်သူလူထုရဲ့ကျန်းမာရေးစီးပွားရေးပညာရေးဘယ်အနေအထားထိတွားနိုင်တယ်လဲဆိုတဲ့အနာဂတ်ကိုရှုမျှော်ပြီးသုံးသပ်ရတယ်အနာဂတ်ကိုရှုမျှော်သုံးသပ်ပြီးတော့မှတ်သားနေရင်ဒီနယ်မြေမှာဘယ်ဘက်ကဘလို့နိုင်ပြီးတော့ပြည်သူလူထုဟာဘလောက်ထိအကျိုးခံစားခွင့်ရတယ်လဲဆိုတာကျမတို့ကသုံးသပ်ရတာဖြစ်ပါတယ်။ နော်ကျွန်တော်ကလက်တလောတိုက်ပွဲတွေပေါ်မှာတာယာပြီးတော့နော်ခဏတာတိုက်ပွဲတွေမှာတာယာပြီးသူ့ဘက်ကနိုင်တယ်ငါဘက်ကနိုင်တယ်ဆိုပြီးတော့ရေပေါ်စီလုံနေကြပြီမဲ့အမှန်တကယ်နောက်ထပ်5နှစ်ကိုစောင့်မျှော်ကြည့်တဲ့အခါနောက်တဲ့10နှစ်ကိုမျှော်ကြည့်တဲ့အခါမှာသူ့ဘက်ကလည်းမနိုင်ငါဘက်ကလည်းမနိုင်မဲနဲ့ဂျားတဲကဒေတာခံပြီးသူလူတုတာဘဝတွေပြက်ပြီးအနာဂတ်တွေမဲ့သွားတော့တွေ့ရမယ်ဆိုတော့ဟုတ်ပြီလက်ရှိမှာနိုင်ငံရေးပြည်ပခါတွေကဘယ်လောက်ထိနောက်ထပ်ဘယ်နှစ်ထိကြာမြင့်နိုင်တယ်လဲနောက်ထပ်စစ်ပွဲဘယ်လောက်ထိဖြစ်အောင်မလဲ ဒါအားလုံးသိချင်တယ်စပွဲတွေဘတော့ကြမှာငြိမ်းချမ်းပါလေလက်ရှိဖြစ်နေတဲ့ပြည်ပခါတွေဘလောက်မှငြိမ်းချမ်းမလဲတနေ့ငံလုံးတိုင်းတာနဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင်တော့သိချပါတယ်အမလက်ပြတ်တော့မဟုတ်ပဲတော့ခါလို့ပဲပြောရပါလိမ့်မယ်အဓိကကဗဇက်ကငြိမ်းချမ်းရေးငြိမ်းချမ်းရေးဘလောက်ပဲပြောနေပါစေမိမိတို့ရဲ့ရင်ထဲမှာလက်နဲ့ကင်ထားတဲ့တိုင်းရင်သားလက်နဲ့ကင်ခေါင်းဆောင်ဆိုတဲ့လူတွေရဲ့ရင်ထဲမှာတက်မတော်ခေါင်းဆောင်ဆိုတဲ့လူတွေရဲ့ရင်ထဲမှာထိုင်းရင်သားဆိုတဲ့လူတွေရဲ့ရင်ထဲမှာဗမာဆိုတဲ့လူတွေရဲ့ရင်ထဲနှလုံးသားထဲမှာ ရင်ချားလိုခြင်းနဲ့ဆန္ဒအမှန်တကယ်ရှိရလားရင်ထဲနှလုံးသားထဲကဆန္ဒကတာသိရင်ကျမတို့ငင်းငယ်ကြီးအမှန်တကယ်ပေါ်ဆောင်နိုင်နေမယ်ဒါပေမဲ့လက်ရှိမှာဖြစ်ပျက်နေတဲ့ပရိပခ္ခကြီးကကျမပြောလိုက်မယ်ကျမမြို့တူမဟာသွေးပြောလိုက်မယ်နောက်ထပ်အများဆုံးကြာရင်၃နှစ်နောက်ထပ်အများဆုံးကြာရင်၃နှစ်အဲ့ဒီ၃နှစ်မှာเนาะအခုတစ်နှစ်ကိုထားလိုက်နောက်၃နှစ်ဒီတစ်နှစ်မှာထိခိုက်တိုက်ပွဲအနေနဲ့ဖြစ်မယ်ဘယ်သူတွေနဲ့ဖြစ်မှာလဲဆိုတော့ EO EO နဲ့မြေ အမေရိကန်အတိုင်းအတာလက်နက်ကင်နယ်မြေထဲမှာထိတွေ့တိုက်ပွဲဖြစ်မယ်ထိတွေ့တိုက်ပွဲဖြစ်တယ်ဆိုတဲ့သဘောကသူ့ဘက်ကစစ်ကြောင်းတွေထိုးလာတော့ငါဘက်ကစစ်ကြောင်းတွေထိုးလာတော့အပြည့်အလဲစစ်ကြောင်းထိုးတဲ့အတွက်အထိတွေ့တိုက်ပွဲဖြစ်မယ်အဲ့ဒါဘာမှမတည်နေဒုတိယတနေ့ကြတဲ့အခါကျတော့နော်မြေပြင်မှာသူ့ဘက်ကလည်းစစ်ကြောင်းမထိုးတော့ငါဘက်ကလည်းစစ်ကြောင်းမထိုးတော့ဘဲနဲ့ဟိုဘက်နဲ့ဒီဘက်လက်နက်ကြီးတွေနဲ့နှံ့ပြီးပစ်တာဒရုန်းတွေနဲ့နှံ့ပြီးပစ်တာမျိုးတွေဖြစ်မယ်တတိယနောက်ဆုံးတနေ့၃နှစ်မြောက်ဒီ၃နှစ်မြောက်ဆိုလို့ရှိရင်ထိတွေ့တိုက်ပွဲမဖြစ်တော့ဘူးထိတွေ့တိုက်ပွဲလည်းလုံးဝမရှိတော့ဘူး အာဘယ်နာမှာတော့ဆွေးပြေးချောင်ဒုက္ခတီတူတွေဘယ်လိုထမင်းနဲ့နေပါရဲ့ဆွေးပြေးချောင်ဒုက္ခတီတူတွေဘယ်လိုမျိုးခက်ခဲနေပါရဲ့ဘယ်လိုရောဂါတွေဖြစ်နေပါရဲ့ဘယ်လိုဆေးဝါးတွေပြက်ပြက်နေပါရဲ့ဆိုတဲ့အခက်အခဲဒုက္ခတွေပဲကြာရမယ်ကျင်းနေတာတခုကတော့နောက်၃နှစ်လုံးမှာထိတိအတွက်ပွဲမှာသူ့ဘက်ကိုယ်ပဲစိတ်အင်အားနဲ့အင်အားဖြည့်ပြီးအပြန်အလှန်ထိုးစစ်ဆင်ခြင်းတည်ဤဝဤရောဝမိခဲတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့အမိခဲတောင်းချမ်းလူတွေဒါဖြစ်တယ်ဒီ၃နှစ်အတွင်းမှာ PD ရဲ့အမိခဲစာဖတ်သမားရဲ့အနေနဲ့ကလုံးဝထိုးစစ်မဆက်နိုင်ဘူးကျွန်မအမခံတယ် ကျွန်မတင်းသေးပေါ့အတက်ပြောရတယ်။သူတို့အနေနဲ့ကနော်ဒီပထမတနေ့တွင်မှာဆိုတော့ကြားရမယ်။ဘယ်နာမှာတော့စစ်တပ်ရဲ့စစ်ကြောင်းကိုခြုံခိုးပြီးတိုက်ခတ်လိုက်တယ်။ဘယ်နာမှာစစ်တပ်ရဲ့စစ်ကားကိုဘယ်လိုမိုင်းဆွဲလိုက်တယ်ဆိုတဲ့နော်ပြစ်ပြစ်အစဉ်ပဲရှိနေမယ်။ထိတ်တာကြားတက်တက်ပြီးတော့သူ့တေကိုတေပြည့်ရဲ့ခက်ရဲ့ပြစ်နိုင်ခနိုင်နေကြလုံးဝမရှိသေးအောင် ဘာကြောင့်လဲဆိုတော့စစ်ပြစ်နေတာဖြစ်တဲ့အတွက်လူတွေလည်းတည်တယ်လက်နဲ့တည်တယ်ကုန်တယ်ခဲရမ်းနေကုန်တယ်ထိုင်ရရတဲ့လူတွေကိုကုသရမယ်စေဝါးနေကုန်တယ်ဒါကြောင့်မလို့နှစ်ဖက်လုံးမှာလူသားရင်းမြစ်တွေဆုံးရှုံးရတဲ့အတွက်အများဆုံးနောက်ထပ်ပြိပက္ခတွေနဲ့လက်ရှိစီးရေးပြိပက္ခတွေကနောက်ထပ်အကြဆုံးရှိရင်သုံးနှစ်သာဖြစ်တယ်ဒီသုံးနှစ်မှာတစ်နှစ်ပတ်လုံးဖြစ်နေမှာလားဆိုတော့မဟုတ်ဘူးပထမ အခုလာမယ့်2026မှာတော့အထူးတွေ့တိုက်ပွဲဖြစ်မယ်2029နဲ့မှာကြတော့တော့တလကြလို့ဟိုနေရာမှာသတင်းတပုတ်လောက်ကြားရမယ်ဒီနားမှာသတင်းတပုတ်ကြားရမယ်ခဏမှာထူးတွေ့တိုက်ပွဲဘလို့ဖြစ်တယ်ဆိုတာမျိုးကြားရမယ်နောက်ထပ်ဒါက2016 2019 2029 2028 2028ရောက်သွားတဲ့အခါကျရင်တော့နော်ဒီ PDF အမိခံကြီးသူတို့ဘဝဒီရောက်ရှိရနေပြီနော်ကျန်းယူနေမြန်မာရောက်နေတဲ့သူတွေဒီရဲ့ကျန်းယူကြောဘဝနေပဲသူတို့ဘဝက နေဝင်ချိန်ရောက်ပြီးတော့သူတို့ဘကလမ်းဆုံးသွားပြီးတော့ KIA နဲ့မိမရောက်နေတဲ့လူတွေကလည်း KIA ကြုံဘဝနဲ့ပလောင်နေရှိမှရောက်နေတဲ့ PDF တွေဒီလည်းပလောင်နေရဲ့အခိုင်းအစီကြုံဘဝနဲ့ကိုကန့်နေရှိမှရောက်နေတဲ့ PDF တွေလည်းကိုကန့်ကြုံဘဝနော်ရခိုင်အီရရှိမှရောက်နေတဲ့ PDF တွေဒီလည်းအေအေရဲ့ကြုံဘဝနဲ့ပါဘဝနေဝင်ချိန်ကိုသူတို့ဇက်ကူးသွားရလိမ့်မယ်သူတို့ဒီသူတို့ဘဝဟာတော်တဲ့မှာနေတော်တဲ့မှာတည်တော်တဲ့မှာဆုံးပြီးတော့ဤကိုဤအောင်ဤခံတိုင်းရတဲ့လက်မှတ်ကရင်ဖွဲ့အမိခံထားတဲ့တောင်ချမ်းသူတွေရဲ့ လောက်အောက်ခံလက်ဝေခံကျွန်ဘဝနဲ့တာသူတို့ဘဝတွေသက်သိမ်းသွားကြပါလိမ့်မယ်